မင်္ဂလာပါဒီနေ့ဈေးမှာငားဆိုင်တော်တော်များများမှာငစင်ရိုင်းတွေတွေ့တယ်နောက်ဥရီလည်းပါတယ်ပေါ့အဲ့တော့သဘောကျလို့ဝယ်ခဲ့လိုက်ပါတယ်ဆန်ရတော့အနှဲငယ်လေးကြိုက်ပေးလိုက်တယ်ပြီးတော့မှဦးနိုင်တို့အကြီးချွဲတွေပြောင်းဈေးမယ်အဲစီတပ်ဖို့တက်ကတော့စက်တော်နေစက်တပြူဇပလင်ချင်းထားပြီးတော့မှစီတပ်မယ်ငါးရည်စေကြောတန့်စင်ပြီပြီဆိုလို့ရှိရင်တော့ထုံးစံအတိုင်းစားရို့ဟင်းချို့မုတ်တို့စနုံးမုတ်တို့အညီထဲအောင်ငွေကောင်းမုတ်ထဲမယ် ပြီးလို့ရှိရင်တော့ငပိစိမ့်စားအရေးဖြော်ရတဲ့ထဲမှာအားလုံးကိုအအရသာကောအနန္တတရောဝင်သွားအောင်ဆိုပြီးတော့မှ share နေပြီးတော့နှက်ထားလိုက်ပါမယ်ခင်ဗျာ hinge ဖို့အတွက် CEO တော့ရွှေအုံးမြေပဲစီတန်လေးကိုအသုံးပြုမှာဖြစ်ပါတယ်အဲ့တော့စီလေးကိုတော့မိမိအဲကြိုက်တဲ့တက်တလောက်ထည့်မယ် ထည့်ပြီးတဲ့အခါမှာတော့စောစောထောင်းထားတာလေးထည့်ပြီးတော့စီသက်ပါမယ်။စွန်းနှုံးမုံလေးလည်းအနေငယ်ထည့်ပြီးတော့စီသက်မယ်။မီးပုံမှန်လေးနဲ့အဲပါဝင်ပစ္စည်းတွေမှုေးကြိုင်လောင်တင်းတင်းချာချာလေးစီသက်ပေးဖို့လိုပါတယ်ခင်ဗျာ။စီတက်တာမွေးလာပြီဆိုလို့ရှင်တော့ငရုတ်သီးစိမ့်အမဲ့ထည့်မယ်အဲပြီးလို့ရှင်တော့ငရုတ်သီးအစိမ့်မုတ်ထက်ထည့်မယ်ထည့်ထည့်ပြီးတော့စီတက်ပေးပါမယ်စီတက်တာတွေအားလုံးအစင်ပြေပြီဆိုလို့ရှင်တော့နောက်ဆုံးအနေနဲ့နေနှက်ထားတဲ့ငစင်ရိုင်းလေးထည့်လိုက်ပါမယ် ။ပဇင်ရဲကိုလည်းထုံးစံအတိုင်းတည်တည်ချာလေးဖောက်ပွားလေးပေါ့နော်။ငါးသားတွေမပဲ့သွားအောင်။ပြီးတော့မှအာပါဝင်ပစ္စည်းတွေနဲ့ရောတော့ပြီးမှွေးကြင်လာအောင်တည်ချာလေးစီတက်ပေးပါမယ်ခင်ဗျာ။စီတတာတွေ OK ပြီဆိုလို့ရှင်တော့ရေနွေးလေးထည့်မယ်အဖုံးလေးအုပ်ပြီးတော့မှစချက်ပါမယ် ငါအသားလေးတွေနူးစားပြုတ်ပြီဆိုလို့ရှင်တော့မယန်းသီးချမ်းထားလေးထည့်လိုက်ပါမယ်။ပြီးရင်မယန်းသီးလေးတွေဣသွားအောင်အချင်အရသာလေးတွေထွက်လာအောင်အဖုံးလေးပြန်အုပ်ထားလိုက်ပါမယ်။ အရေးကြံတာရောအရတာရောမိမိစိတ်တိုင်းကြဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ပင်စိမ့်နဲ့ရှမ်းနံနံလေးအုပ်လိုက်ပါမယ်။အဲဒါဆိုတော့အုပ်နဲ့ဒီနေ့ချက်ပြတယ်။ငစင်ရိုင်းမယန်းသီးချက်လေးပြီးသွားပါပြီခင်ဗျာ။ချက်စားပြအောင်ချက်စားကြည့်ပါ။ငားကြိုက်တဲ့သူတွေပဲဖြစ်ဖြစ်မယန်းသီးနဲ့တွဲပြီးအချိန်ရတာလေးကိုစားကျင်လို့ချက်စားတာပဲဖြစ်ဖြစ်ချက်စားပြအောင်ချက်စားကြည့်ပါ။အရန်ကိုထမင်းမင်းနဲ့ဟင်းထုတ်ခွက်ဖြစ်ပါတယ်။အားပေးနေတာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ See you. Bye bye. ်ဦးနိုင်တို့ရဲ့ page မှာအစင်မြေရရှိနေနေတာကတော့ဂျပန်ဟင်းချုံမိုးဖြစ်ပါတယ်ခင်ဗျာ 1kg 63ချက်သားဂျပန်ပြည်ရင်းသုံးဖြစ်ပါတယ်ဈေးနှုန်းကတထုပ်ပဲယူ၅တို့ပဲယူ၁၀တို့ပဲယူဈေးနှုန်းက9000ပါခင်ဗျာเนาะဂျပန်ဟင်းချုံမိုးအချုံမိုးမသုံးကျင်တဲ့သူတွေเนาะဂျပန်အာဂျီနိုမိုတိုကော်ပိုနီကထိုင်းမှာထုတ်တာ rose design နဲ့ထုတ်တာเนาะသူက100 gram ချက်သားမိုး100 gram ဝက်သားမိုး100 gram ဈေးနှုန်းက2000နဲ့မှ9000အသားရသားရဲ့ တက်တော်မြူမြို့ကောင်းစားရတာပါမယ်နော်ပြီးရင်ဒါလေးဘောကြတော့400 gram တစ်ထုပ်ကို1300တော့ပါခင်ဗျာထိုင်းပြည်ရဲသုံး3 in 1နော် coffee mix လိုချင်တော့ဒါ super အကြောင်း၃မျိုးရှိတယ်အနည်းကကြတော့ပုံမှန်ရတာ25တုပ်ပါမယ်ဈေးတော့က2000အပြားကြတော့အချိုပေါ့အစိမ်းကကြတော့ espresso coffee ရတာပြင်းပြင်းလေးတောက်ချင်တဲ့သူများအတွက်ဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ Nescafe เนาะ Blend and Brew 28ထုတ်ပါမယ်301ဈေးနှုန်းက2000နဲ့မှ2000အထုတ်40လဲလောက်အောင်မယ်အထုတ်40ကတော့3000နဲ့မှ2000เนาะဒါကတော့ Coffee Co ထိုင်းမှာလည်းနာမည်ကြီးတယ်ဂျပန်မှာလည်းနာမည်ကြီးတယ်ကိုရီးယားမှာလည်းနာမည်ကြီးတယ် Coffee Co เนาะ301အရမ်းမိုက်တယ်ဗျာအထက်မှာအထုတ်20ပါတယ်တထုတ်ချင်းကို Granding လည်းများတယ်ဈေးနှုန်းက1000နဲ့မှ9000ပါခင်ဗျာဂျပန်ပြည်ရင်းသုံး Coco 301ဂျင်းရီပူပူဆူဆူထဲမှာထည့်ဖြော်လိုက်အောင်မယ် ်နော် coffee mix တွေပြောသလိုပဲကိုကိုရတာနှစ်သက်တော့ဗျာ2000နဲ့မှ2000အမုတ်တီးတန့်တောက်ချင်တဲ့သူကတော့ဒါ coffee mug ကြီးပဲတီးတန့် mokona royal go ဈေးတော့က9000ပါခင်ဗျာအာ nest cafe မှာပါသူက coffee mug ကြီးပဲတီးတန့်အထက်မှာခဲတော့နှစ်ထုပ်ပါမယ်ဈေးတော့က9000 red cap ဒါကတော့ espresso roast เนาะဈေးတော့က9000ပဲအတူတူပဲเนาะဆံပြော့ ခိုင်ခနောဆံပြုတ်เนาะသူကချက်သားရတာငားရတာရမယ်เนาะသူ့ကိုဘာကြောင့်ချက်ကြလဲဆိုရင်သူကပြန်ချိုချက်เสียမလို့ဘူးအဲ့တော့ဒီပကံလုံးလေးကိုထဲရင်းနှီးပူပူလေးကိုလောင်းထက်လိုက်ပြီးအုတ်ထား၃မိနစ်နေတောက်လို့ရပြီစံသားအိဆက်တဲ့အသားဆက်ကလေးတွေပါတယ်အရသာကဘာမှပါစက်တွေနဲ့ကွက်တီဖြစ်တဲ့အနံ့လေးကဆွဲဆောင်မှုရှိတယ်ဒါကြောင့်မို့ချက်ကြတာဖြစ်ပါဒါသာဇုံ2000နဲ့မှ4000เนาะလက်ကလက်လီလက်ကားစ ်ထိုင်းဆန်ဆိုတိုင်းရမယ်နော်ထိုင်းဆန်ဆိုတိုင်းက160 gram ဖြစ်တယ်ဒါ gam ke gam ke ကတော့သဖုံးနဲ့ပတ်သက်တာသဖုံးနဲ့ရေစီကမ်းပြောလိုက်တာဘာညာကွက်ကပြီးလို့ရှိရင်ဒါလေးကကြတော့ deep clean သွားတွေသွားပိုးစားတာသွားတွေအကောင်းဖြစ်တာလည်းတိုက်မယ်ဒါကကြတော့ဆန်ဆိုတိုင်း whitening သွားဖြူကျင်တဲ့သူတွေ whitening ဒါတော့ fresh mint fresh mint ကကြတော့နော်ပူစီနံအနက်လေးပါမယ် mint အရသာလေးပါမယ်ဒီဟာမျိုးလေးတွေဒီခါတည်းကြရင်ဒီဘူးကိုပါမလာတော့ဘာကြောင့်လဲဆိုတော့ဦးနှံတို့ ဒီ time ပစ္စည်းတွေတဲတဲ့အခါမှာရေဆိုရတာကောင်ထိကြိုက်မှုဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘူးကိုနေမလှတော့ဖျက်ပလိုက်တယ်ဒီအထက်မှာပစ္စည်းကတော့သူ့ဘတ်ကင်တဲ့သူအကောင်းတိုင်းပဲเนาะဒါသုံးသောင်းပဲဆန်ဆိုတန်းက bear flavor ပဲသုံးသုံးသွားကျင်တာတော့အခြေခံပြောက်မှာဖြစ်ပါတယ်လို့เนาะ DAC ဒီစိတ် Japan Collagen ဖြစ်ပါတယ်တရက်ကို6လုံးတောက်ပေးရမှာဖြစ်ပါတယ်ဇင်းတော့က2လစာမှာ9000ပဲเนาะ Google မှာနှိပ်ကြည့်လိုက် DAC ဆိုပြီးတော့ DAC ကနေထုတ်တယ်ပရီမီယံကွာလတီအသီးအရွက်32မျိုးကိုအခဲလောက်ထားတာ တနေ့ကိုလေးလုံးတောက်ပေးဦးမယ်ကြက်တဲ့အချိန်တော့အသီးနံမစားတဲ့ခလေးကနေဟိုလူကြီးတွေတောက်လို့ရတယ်နှစ်လသာငါးတောက်ပဲဒါကြတော့ဓူးအစီဖြစ်ဆက်စာလို့ခေါ်တယ်ဓူးတွေကလောက်ကလေးကြောက်ကြက်ဖြစ်နေတဲ့သူတွေအထိုင်တအခွေးဆက်မှာနားရတဲ့သူတွေအတန်ထွက်တဲ့သူဒါလေးတောက်မယ်သူကတော့ supplement တယ်ဒါပေမဲ့အစာလေးခံပြီးတော့တောက်မယ်သူကတော့ရက်20စာပါမယ်တရက်ကို6လုံးတောက်ရမယ်ဈေးနှုန်းလေးကတော့9တောက်ပါခင်ဗျာအသီးရက်အခဲကိုပဲဒီမှာအဖောက်လည်းရှိတယ်အဖောက်ကကြတာဒါမျိုးလေးနော်ဂျုံမြတ်နုပါဝင်မယ် ပြီးတော့မှအခွက်ရည်သွားတော့အထုပ်ရည်30ပေါ့နော်အခွက်30ဆိုပါမယ်ဈေးတော့က2000မှ9000ပြီးလို့ရှိရင်အသီးပဲ68မျိုးအချို့ပေါ်ထားတဲ့စီးကျွတ်တမန်များလည်းတောက်သုံးလို့ရတယ်ဒါလေးကိုတောက်သုံးခြင်းအပြင်သွေးသားကြည်လင်မယ်ပြီးတော့အရည်ပြားအတွက်ကိုကောင်းမွန်စေမယ်ပြီးလို့ရှိရင်အနန္တအသီးနဲ့ fiber တက်တွေရရှိမှာဖြစ်ပါတယ်အစအိမ်ဥလန်းကြောင်းစတဲ့ကိုကောင်းမွန်စေမှာဖြစ်ပါတယ်ဈေးတော့က2000မှ9000 24ခွက်စာဒါတော့အသီးအရွက်အာ143မျိုးပြန်ပြီးတော့မှအမုတ်လောက်ထားတာ DX ဒီ drop stop တွေတည်းလည်းအဆင်ပြေတယ်เนาะသူလည်း24ခွက်စာပါမယ်ဈေးနှုန်းလေးကတော့1500တောင်းဒါတွေလိုချင်တဲ့သူတွေเนาะဒါက chopping knife ခုနလမ size เนาะ10%ဖြစ်ပါတယ်ခင်ဗျာအရမ်းမိုက်တဲ့ quality เนาะဒါမျိုးဒီမှာအသားစိတ်နဲ့ကြံစိတ်အသားစိတ်ပါမယ်เนาะအသားစိတ်ပါမယ်ဒါကအထူတယ် stainless steel ဖြစ်တယ်ရွှေပတ်လေးပါမယ်ဈေးနှုန်းလေးက9000ပဲခင်ဗျာခုတ်မယ်ဖြစ်မယ်ပါပါလိမ့်မယ်เนาะဈေးနှုန်းလေးက9000ပဲပြီးလို့ရှိရင်ဒါလေးကကြတော့ lucky စိတ် thai make เนาะ ဒါကြီးပဲ၄မျိုးအခွန်တော်ရာရဲ့ကကြီးရပါမယ်ဈေးနှုန်းလေးကတော့လည်း၅တောင်းပဲခင်ဗျာနော်လက်ကင်ရဲ့သက်သားလေးနဲ့သူ့ရဲ့ဓာတ်မှန်က original အရာလေးတွေပါမယ် map color လေးဖြစ်မယ်ဒါအရန်ထက်တယ်ဒါလည်း9လက်မှဆိုင်ပဲခင်ဗျာဒါကြတော့ဥနဲ့ page မှာတောက်လျှောက်ရောင်းပေးနေတဲ့ MX NDC ဈေးအသားငါအသီးတန်ချိန်ဆက်နော်ဈေးနှုန်းလေးက၅တောင်းပဲခင်ဗျာ၅တောင်းပါပဲခင်ဗျာတဲမှာသူကကြတော့ plastic body နော်အချီပေါ့နော်သူက plastic body အချီဖြစ်တယ်ဒါမျိုးလေး plastic body အချီဖြစ်တယ်ဓာတ်သွားလေးလက်ဖြစ်တယ် နော်ပြီးလို့ရှိရင်တော့အထက်မှာ2 liter size ဖြစ်တယ်နော်2 liter size အသုံးပြုမယ်ဆိုရင်ဓာတ်တော့အရင်ထည့်မယ်အသားတွေ30သားဝန်းကျင်လောက်ထည့်မယ်အရွတ်တွေအခောက်တွေနည်းနည်းရှောင်မယ်နောက်ပြီးတော့မှသူ့ဖုံးပြီးတော့မှဒါလေးကိုလည်း fitting ကြောင်ပြန်ထည့်ထည့်ပြီးလို့ရှိရင်ဒါချိန်လို့ရပြီနော်ဒါ MX LDC စိတ်အထက်က motor က450 volt အရင်ပြင်းနဲ့ဆက်သက်ညက်တယ် speaker number 1နဲ့ number 2ရှိမယ်နော်မိမိကြိုက်တာလည်းချိန်လို့ရမယ်ဇင်းတော့က5000ပဲခင်ဗျာနော်ဒါလေးကလည်းအရင်အသုံးခံပါတယ်ခင်ဗျာအားဒီပျက်စီးတာဆိုလို့ရှိရင်ဒါအပူဝယ်လို့ရတယ်သူ့ model နဲ့သူ့ဝယ်လို့ရတယ်ဇင်းတော့ 2000နဲ့မှ2000ပါခင်ဗျာเนาะဒါဆိုရင်စီချက်တွေထဲမှာဆိုရင်တော့ဒါက cheese အရသာစီချက်5000ပါမယ်အထုပ်ကြီးတဲ့ grand name များမယ် cocktail အလုံးကြီးတဲ့1000နဲ့မှ2000ဒါဆိုလို့ရှိရင်ဟိုနန်တို့အာ scallop လို့ခေါ်တဲ့ရက်တောင်ကုန်းရသာเนาะဒါလေးကကြတော့ပစုံတို့စီချက်ရတာဖြစ်ပါတယ်ဒါစီချက်ကြီးပဲ၃မျိုးတော့ရနေသေးတယ်ပြီးအရင်နဲ့ပတ်သက်လာရင်တော့အရင်တော့မျက်လုံးပေါ့အခုတော့မျက်လုံးမဟုတ်တော့ဘူးပုံမပါလာတော့ဘူးဒါကြတော့ပစုံတုံရန်ခောက်ဆွဲအရင်ပေါ့နော်သူကအရင်ခောက်ဆွဲအလုံးကတော့ပုံမှန်စိုက်ပဲနော်အထက်မှာ၆တော့ပါပဲဈေးတော့1000 အုံကြီးရတော့စားလို့ရတယ်လေခေါက်ဆဲအလုံးကြီးကြိုက်မယ်ဆိုရင်တော့ဒါပဇွန်၃ရံချင်းဆက်ပဲဆိုတော့အတိုင်းပဲခေါက်ဆဲအလုံးကြီးပဲတော့ပေါင်းတစ်ခေါက်အဲ့မှာ၅တော့ပါမယ်ပြီးလို့ရှိရင်ဒါလေးကကြတော့ဒါမျိုးလေးပေါ့ဒါလေးကကြတော့အာဗာလေကွတ်တီးနော်ဝတ်သားစားရတယ်ဆိုတော့အစီအပြင်းပဲစံပြားနဲ့လည်းရမယ်ကြာစံနဲ့လည်းရမယ်ဇင်းလုံးလေးကကြတော့6ထုတ်ပါမယ်1000ပဲเนาะကြည့်တက်တက်လို့စားရလူတွေလည်းအစီအပြင်းတယ်အသားလုံးထည့်စားရလည်းရတယ်လက်မလောက်ရှိတယ်ညက်ပြားကြီးတွေเนาะ6ထုတ်ပါမယ်ခင်ဗျအချိုရတာပါပဲเนาะ စတော့မှာပဲတသောင်းပဲနော်စပင်ဆိုးစီမှာမှာဂျပန်စပင်ဆိုးစီတိုက်တဲ့သူတွေကဒါလေးဒါလေးအနက်ရောင်ရနေမှာအမြုပ်တိုက်နော်အမြုပ်တိုက်လေးကောင်းပေါ့အမြုပ်ပုံစံလေးတင်ထားတဲ့ကိုနော်တကောင်ကတော့၄သောင်းနဲ့မှ၅သောင်းဒါတော့ပုံမှန်ဆိုးနေကြတိုက်ဆိုမဲ့ဂျပန်စပင်ဆိုးစီပဲအနက်ရောင်ပဲသူကတော့၄သောင်းပြီးထိုင်းဆော်မဲလို့ခေါ်တာပေါ့လေထိုင်းဆော်မဲဒါလေးကိုဖောက်လိုက်မယ်ဆိုလို့ရှိရင်နှစ်ကန့်ရှိတယ်စပင်ဆိုးစေးရယ်ရှမ်ပူရယ်เนาะမိမိဆိုးကျင်တဲ့နေရာကိုဆိုးမယ် စံသားပေါ်မှာဒီမိနစ်20အစိတ်ထားမယ်ပြီးရင်ခေါင်းလျှော်ချလိုက်အောင်မထက်မှာရှမ်ပူလည်းပါပေးသားတထုပ်ကို၄ထောင်အမှန်တော့၅ထောင်ရောင်းနေပြီနော်ကော်ဖီရောက်ပါမယ်အနက်ရောက်ပါမယ်ဒက်ဂရောင်းပါမယ်ရှိုးညိုရောက်ပါမယ်နော်ရှိုးရောက်ပါမယ်ကော်ဖီရောက်ပါမယ်နောက်ပြီးတော့ချက်စနက်အရောင်အဲ့လိုအရောင်လေးရှိမယ်ပေါ့နော်ကဲအဲ့ဒါလေးပဲဒါကတော့အခုလောလောဆယ်ဥနာရဲ့ page မှာရရှိနိုင်တဲ့ပစ္စည်းများဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်